ဟယ်လိုအားလုံးမင်္ဂလာပါကျွန်တော်ကတော့လင်းထောင်ဖြစ်ပါတယ်ကျွန်တော်ရဲ့ကျွန်တော်အတွေ့ကျွန်တော်မြင်စီတင်ကနေပြီးတော့တော်လန်ပြည်သူအားလုံးကိုဖိတ်ခေါ်ပါတယ်ခင်ဗျာအဲ့တော့ထုံးစံတိုင်းပေါ့နော်လူမှုကွန်ရက်ပေါ်ကတည်င်းတွေကိုကျွန်တော်အတွေ့ကျွန်တော်အမြင်နဲ့ပြန်လည်တင်ပြဖို့ပဲဖြစ်ပါတယ်အဲ့တော့ဗီဒီယိုစုံးလေးလိုက်ပါကြည့်ရှုပေးကြပါအောင်ဗျကဲစတယ်โอเคအဲ့တော့ဘဲကစမလဲကျွန်တော်တို့ဒီအပိုင်းမှာဒီဘုံကျဲတဲ့သတင်းတွေဟလာဒီတလောအတွင်းမှာဆိုဗမော်ဒီပဲရင် ယသိတောင်ပေါ့နော်ယသိတောင်ဆိုတဲ့ဒီနေ့ AI ကနေသတင်းထုတ်ပြန်တာကြီးကျွန်တော်မနေ့ကညတော့ကထုတ်ပြန်ထားတာကျွန်တော်တွေ့ရတယ်အဲ့တော့အခုပေါ့နော်အဲအကြောင်းတွေကိုကျွန်တော်မပြောတော့ဘူးမပြောတော့တာမဟုတ်ဘူးပေါ့နော်ဒါကြီးစက်တိုက်អော်နေရပါစက်တိုက်ပြောနေရမယ့်ကိစ္စတွေပဲပေါ့နော်အာဒါကြောင့်ကျွန်တော်တို့ဒီအပိုင်းမှာတော့မှကျွန်တော်တို့တောင်ကိုရီးယားမှာလူလူများတယ်ပေါ့နော်နေရာမှာအာဒီက တော်လိုင်းညီကိုရေဘုံကျဲတဲ့ကိစ္စရနေပတ်သက်ပြီးတော့ဆန္ဒပြဖို့တော့လှုပ်ထားတယ်ပေါ့နော်ကျွန်တော်တို့တောင်ကိုရီးယားဆိုးကလူတော်တော်စီကားတယ်ပေါ့နော်နိုင်ငံသားလားဧည့်သည်တွေများတဲ့နေရာအဲ့နေရာမှာဆန္ဒပြဖို့တော့ကျွန်တော်တို့တောက်ကြနေကြရင်စီစဉ်ထားတယ်ပေါ့နော်အဲ့တော့တောင်ကိုရီးယားညီကိုရေလည်းကျွန်တော်ဒီဗီဒီယိုကြည့်ပြတဲ့ဆိုရင်လာ join လို့ရရင် join ကြပါပေါ့နော်ရုံးပိတ်ရမဟုတ်တဲ့အတွက်ကြောင့်မလို့နည်းနည်းလေးအခက်ခဲကြီးတော့ရှိလိုက်မယ်ဒါပေမဲ့အာ join လို့ရတဲ့သူတွေကလာ join ကြပါပေါ့နော်အာဒါလေးကိုလည်းပြောခြင်းနဲ့ကျွန်တော်လည်းအဲ့ကိုသွားပြီးတော့သွားဖို့အစီအစဉ်ရှိတယ်ပေါ့နော်အဲ့တော့ အာဒါကတပိုင်းပေါ့နော်အဲ့တော့ဒီလိုစိတ်မကောင်းစရာတွေဒီရပိုင်းမှာဖြစ်နေကြဝါရဖြန့်ချိမှုတွေတခြားဆိုင်နဲ့ပေါ့နော်ဂျာနေတွေဟိုဟာတွေဖြစ်နေကြကျွန်တော်တို့အောင်ပွဲချောင်းတွေကိုကျွန်တော်တို့တစ်ချက်ပြောအောင်ဟုတ်ပြီအောင်ပွဲချောင်းပြောမယ်အောင်ပွဲချောင်းပြောမယ်ဆိုရင်ကျွန်တော်တို့ဘာအကြောင်းကိုပြောရမလဲဆိုတော့ကျွန်တော်တို့ KNU ဘက်ကိုသွားပါမယ် KNU ကဒီနေ့မှာပေါ့နော်အရင်တော့အားလုံးလည်းတိလိုက်မယ်မနပလော မနပလောမေတဝါ ိုဟိုတိုက်တဲ့အချိန်မှာ KNU ရဲ့အဓိကခန့်စစ်ကြောင်းတစ်ခုဖြစ်တဲ့ Norta ခန့်စစ်ကြောင်းပေါ့နော်။အဲ့တော့မှဆိုနာမည်ကြီးစက္ကန်းနေရှိတယ်မော်ဖိုးကေတို့မေလာတို့ပေါ့နော်။အဲဒီခန့်စစ်ကြောင်းကြီးကိုကြော်ပြီးမှအာသူကဒီ manipulation method တွေဝင်တာပေါ့နော်။တိုက်စစ်လမ်းကြောင်းဒီစစ်လမ်းကြောင်းအခြေအနေကစစ်တပ်ကအဲ Norta ခန့်စစ်ကြောင်းဖြိုချပြီးတော့ manipulation method ကိုဝင်တာပေါ့နော်။တကယ်ကိုဟိုပေါ့နော်1990ဝင်းကျင်မှာတကယ်ကိုနာမည်အရန်ကြီးခဲ့တယ်။နောက်ပြီးတော့တော်လိုင်းရင်အားသူတွေအများကြီးလှုပ်ရှားခဲ့တဲ့ နေရာတွေဒေတာတွေအာနောက်ပြီးတော့အမစစ်တပ်ကနေပြီးတော့ဒီမနပလောမေတဝမဖိုကေဝါခတဲ့ဒါပြင်းစစ်သမိုင်းကိုကျွန်တော်တို့ပြန်ကြည့်မယ်ဆိုရင်ခေါင်းဝက်90 2000ကျားရင်းမှာဆိုအဲ့နေရာတွေက KNU ရဲ့တကယ့်ကိုဟိုဘောတော့ခိုင်းဝါခန်းစစ်စခန်းကြီးတွေကိုတိဆောက်ပြီးတော့တကယ့်ကိုဟိုဘောတော့ဟိုခန်းစစ်တွေအတကုံတိဆောက်ပြီးတော့ဖြစ်တယ်စစ်တပ်ဘက်ကလည်းအဘက်ကိုအထီးကအကြဆုံးများသွားတယ်မရရအောင်တိုးပြီးတော့ဟိုဘောတော့တိုက်ခဲတဲ့ တမိုင်းတွေကဖြစ်ရက်တွေများစွာရှိကြတဲ့နေရာပေါ့နော်အဲမနပလောမေသဘောဒေတာဆိုရင်ကျွန်တော်တို့ NCGUB တို့နောက်ပြီးတိုင်းသားကောင်းဆောင်တွေတွေ့ကြပြီးတော့ဟောကျွန်တော်တို့အာပေါ့နော်အမှတမိုင်းတွေမှာတာရခိုက်အများကြီးရှိရဗျာဖြစ်ရက်တွေအများကြီးရှိရအဲ့တော့အเจ้าတွေပြောနေရင်တော့အများကြီးပဲဖြစ်နိုင်မယ်အเจ้าတွေကဗီဒီယိုတစ်ပုတ်တက်တက်နဲ့အဲ့လိုမျိုးပြောရမှာဗျာအဲ့တော့ကျွန်တော်အနေချင်းပဲပြောပြအောင်အဲ့လိုတမိုင်းတွေကခန်းဟိုကတမိုင်းတွေကဖြစ်ရက်များစွာဖြစ်ခဲ့တဲ့စကန်းတွေကိုအခုတလော KNU ကနေပြီးစခန်းတွေတစ်ခုပြီးတစ်ခုပြန်သိမ်းနေတာကိုကျွန်တော်တို့တွေ့ရအထဲကမှကျွန်တော်တို့ကျွန်တော်ကိုယ်တိုင်လည်းအစခန်းမှာနှစ်လကျော်ကျော်သုံးလလောက်ကျွန်တော်နေခဲ့ဘူးတယ်အဲ့ဒါကဘာလဲဆိုတာလီပေါ့တာလေ viewer စခန်းပေါ့နော်ဒီ viewer စခန်းကိုကျွန်တော်တို့စစ်တပ်ကနေပြီးတော့သိမ်းလိုက်ဟိုစစ်တပ်ကနေပြီးတော့ခမရ24ပေါ့နော်ခမ24ကနေပြီးတော့အာကျွန်တော်တို့အပြင်းထန်ထိုးစစ်ဆင်ဟိုဟာပေါ့အပြင်းထန်သူတို့ကအဒီ အာခုကန်နဲ့အာတိုက်လေရင်ရောဘာရီရောနဲ့စစ်ကူပစ်ကူများစွာနဲ့ဟိုဖြစ်တယ်ဗောနော်အန်နာမဆိုရင်နော်တရားစခန်းရှိတယ်အာမော်ဖိုးကေစခန်းရှိတယ်အာပြီးတော့မေလာစခန်းရှိတယ်အရင်တော့အဘက်မှာဆိုရင်အာကျွန်တော်တို့ BGF တက်တွေပါဗောနော် BGF တက်တွေမှာဆိုအမစောကြရင်တော့ဘာရီရဲ့နေမြေကြီးဗောနော်အဘက်မှာတာလဲရွာဆိုလဲရွာကြီးပဲ အဲ့ဘက်မှာရွာကြီးပဲနောက်ပြီးအဲ့ဘက်မှာဆိုအရင်တော့ကျွန်တော်တို့ရောက်တော့ဆိုအဲ့ဘက်မှာတစ်တေထုတ်တာတစ်တေအလုံးလိုက်အလုံးလိုက်တွေနဲ့ထုတ်အလုံးလိုက်ကြီးရေနော်တပင်တပင်လုံးအလုံးလိုက်ကြီးတခါတင်ပြီးတော့အဲရွှေကုတ်ကုန်ဘက်ကိုထုတ်တာအဲအဲတာတာလေဘက်ကနေပြောတကားကြီးတွေတော့တော့အများကြီးပဲအဲ့လိုမျိုးဇက်တိုက်ကိုတနေ့တစ်ကားမသွားဘူးဆိုအဲ့ဘက်မှာ၃၄စီးလောက်ကအ ਨੇ ဆုံးသွားနေတာပေါ့နော်အဲ့လိုအဲ့လိုနေရာကြီးပေါ့နော်တကယ်ကျွန်တော်တို့တော်တော့အဲ့ဘက်ကို အာဒီရွှေကုန်းကိုဘက်ကနေပတ်ဝင်ရအောင်ပေါ့နော်လိုင်းအဲသူကတော့အခုကလိုင်းဘွဲဘက်ကနေပြီးတော့လာရင်လဲရတယ်ပေါ့နော်အဲ့နေရာမှာသူကအခုကတော့ဒီအဲရှစ်တောင်တိုင်းစစ်ဌာနချုပ်ပေါ့နော်ရာတာခါရဲ့အတိုင်းတက်တက်ဖြစ်တဲ့ခမာယ24ကနေပြီးတော့သူကအမှ ကစခန်းထိုင်နေတာအဲစခန်းကို KNU ကနေပြီးတော့ဝင်တိုက်တယ်ပြီးတော့ဒီပေါ့နော်အဲတိုက်တဲ့အချိန်မှာ KNU ကတိုက်တဲ့အချိန်မှာစစ်သားအလောင်း10လောင်းရတယ်ပြီးတော့စစ်သား20ကျော်ထိုင်းဘက်ခြမ်းကိုထွက်ပြေးသွားတယ်ဆိုပြီးအဓိကတော့ကျွန်တော်ထင်တာမဲလာတုံးမှုမဖုတ်ကြီးဘက်ကနေပြီးတော့ထွက်ပြေးသွားတာဖြစ်လိုက်မယ်အဲကတော့နေသက်စခန်းလို့ကျွန်တော်တို့ပြောလို့ရတယ်ဒီတာလေကတော့နေသက်စီးပေါ်မှာမဟုတ်ပေမဲ့အာပေါ့နော်ဒီနေသက်နဲ့နီးနေတဲ့နေရာတခုလို့ကျွန်တော်တို့ပြောလို့ရတယ်အဲ့တော့ပေါ့နော်ဒီရပိုင်းမှာ ပေါ့နော်ဒီရပိုင်းမှာ သူကမေလ9ရက်နေ့ကလည်းတခေါ်ပြီးဂွီစခန်းပြီးတော့ဟာလာဟိုကျွန်တော်တို့အတားလေစခန်းအပတ်တွေကိုတင်းနေတာဆိုတော့ပြောရမလို့ဟို KND စစ်တပ်ရဲ့အပတ်နယ်စပ်တကြောကစခန်းတွေကုံတလောက်ဖြစ်နေပြီဟိုတလောကလည်းမော်ဖားသူအပတ်ကဆိုနမကြီးစခန်းတွေဆိုမော်ဖားသူတို့တခေါ်ပြီးခွီးတို့ဟောပါတော့တခေါ်ပြီးခွီးတို့ပြီးတော့ကျွန်တော်တို့တားလေတို့မော်ဖိုးကေတို့မေလာတို့ ဟုတ်ကဲ့နော်အဲ့လိုနေရာတွေကတကယ်တော့နာမည်စစ်တပ်ရဲ့နာမည်ကြီးစခန်းနေလို့ပြောရပြောရမယ်ပေါ့နော်အဲဒီကောင်တွေရဲ့စစ်တပ်ရဲ့ပြည်တွင်းစစ်တမိုင်ကိုပေါ်တဲ့နေရာမှာလေအစခန်းတွေကိုတကယ်ကိုဟိုဖြစ်ရတွေကိုအကောင်းဆုံးရေးပြီးတော့ကောင်တွေကစစ်တပ်ထဲမှာပေါ်ခဲ့တဲ့နေရာတွေလို့ပြောရမယ်ပေါ့နော်ဂျာတာခါတွေရောက်အစခန်းတွေရောက်ဖူးမလို့ပါလို့အဲ့လိုမျိုးယာသဝင်နေတော့ရှိတယ်ပေါ့နော်အဲ့ဥစားကိုတင်းခိုက်တင်းပိုက်တာပေါ့နော်အဲ့တော့အဲ့ဘက်မှာကျွန်တော်တို့ကြံ့နေတာကအာကျွန်တော်တို့အာ ဟိုမော်ဖိုးကေမဲလာနဲ့နော်တရာဆိုပြီးတော့နော်တရာကတော့သူကတောင်ကြီးပေါ်မှာအမြင်ကြီးပဲအဲ့ဘက်မှာဒီတာဝါတိုင်းတွေပါပါရှိတယ်အဲအစခန်းတွေပဲကြံတော့တယ်ဗောနမော်ဖိုးကေနဲ့မဲလာတော့နေဆက်စခန်းတွေဖြစ်တယ်အဘက်စခန်းတွေကိုထပ်သိမ်းလိုက်ရင်တော့အဘက်ကစစ်တပ်ရဲ့လက်ကျန်စခန်းတွေကုန်သွားပြီလို့တော့ကျွန်တော်တို့ပြောလို့ရတယ်ဗောနအဲတော့ကသူကဒီတာလဲစခန်းကိုသူကအဲတော့ကဘသူတွေကဟိုတည်ခဲ့တာလဲဆိုတော့အရင်တော့အဲ့နေရာမှာတာလဲမရှိဘူးမော်ဖိုးကေတို့ဘာလို့မှာတော့ဒီနော်တရာခန်းစစ်ချောင်းရဲ့ နေရာမှာတော့စခန်းအခိုင်အမာစခန်းတွေတော့ KNU ကသူ့ဘာသူလှုပ်တော့လှုပ်ထားတာပေါ့နော်ဒါပေမဲ့အဲ့မှာတိုက်တဲ့အချိန်မှာအဲ့မှာစခန်းတွေချခဲ့တာကျွန်တော်တို့တတ်မှတ်ခွန်ခွန်ကနေပြီးတော့အာကြာတာခမ106ဆိုတာ106ကနေပြီးတော့ခမ106ကနေပြီးတော့အစခန်းကိုစတီဆောက်ခဲ့တာဘဏ္ဍခုနှစ်ကလည်းဆိုတော့2012တုန်းကပါစပြီးတော့တီဆောက်ထားခဲ့တဲ့နေရာပေါ့နော်အဲ့မှာဆိုအဲ့ခံစစ်တွေဆိုရှေ့မှာ ဒီညောင်ချင်းတွေလို့အကြီးတွေလောက်ထားပါတော့အဲ့လိုနေရာတွေကျွန်တော်တို့တွေ့ရတယ်ဒါကတလေစခန်းကိုတိမ့်ပတ်ရရှိတဲ့ပုံစံပေါ့နော်အဲ့တော့အစခန်းကလည်းစက်တက်ရဲ့အရေးပါတဲ့စခန်းရှိအရင်တော့ကတော့သူက viewer ထိုင်နေရင်တော့တလေမှာ viewer ထိုင်နေအခုကတော့ viewer မထိုင်တော့ viewer ဆိုတော့စစ် viewer ပေါ့နော်စစ် viewer ထိုင်နေအခုကမထိုင်တာတော့ကြာပြီကျွန်တော်တို့ဝင်နေကျွန်တော်က app ကို2016တုန်းကရောက်ဖူးတာပေါ့နော်2016-2019အဝင်းချိန်ကကျွန်တော်ရောက်ဖူးတာပေါ့နော်အဲ့တော့အဲ့လိုဟိုဖြစ်နေတယ်မှာပဲကျွန်တော်တို့ အောင်စေရစစ်ကြောင်းပေါ့နော်အောင်စေရစစ်ကြောင်းရဲ့အဓိကကိုကဲရေးစခန်းလို့ကျွန်တော်တို့ပြောတယ်ပေါ့နော်နောက်တန်းကိုကဲရေးစခန်းလို့အာကျွန်တော်တို့ပြောတယ်အဲ့နေရာကို KNL PDF တက်ဖွဲ့တွေရာလေဒီနေ့မှာပေါ့နော်မနေ့က sorry မနေ့ကတော့ဟာကျွန်တော်တို့တိမ့်ပိုက်လိုက်တယ်လို့အာကျွန်တော်တို့သိရတယ်တိမ့်ပိုက်လိုက်တယ်လို့ကျွန်တော်တို့သိရတယ်အဲ့တော့ဒီအောင်စေရစစ်စင်ရေးသူကတော့အားလုံးသိပြီးတဲ့အတိုင်းပဲပေါ့နော်ဒါစိုးဝင်းကိုယ်တိုင်တတ်မှငန်းငါးကိုခေါ်လာပြီးတော့အာပေါ့နော် အင်အားတော်တော်များတယ်အင်အား1000လောက်ရှိတယ်အဒီစစ်ကြောင်းကိုခေါ်လာပြီးတော့ဖန်အမော်လမြိုင်ဘက်ကနေပြီးချီတက်ပြီးတော့တင်ကားတွေရောဘားတွေရောခေါ်လာပြီးတော့ဒီမြဝရီနဲ့တင်ကန်းညီနောင်ကိုသူတို့စစ်တပ်ပြန်လဲထိန်းချုပ်နိုင်မှုအတွက်ဆိုပြီးတော့ဒီစစ်ကြောင်းကိုခေါ်လာတာတော်တော်ကိုကြာပြီးအဒါက2024 April ကလို့ပြောရင်တစ်နှစ်ကြာပြီးအစစ်ကြောင်းကဒီဒေါ်တာတောင်လို့ကျွန်တော်ပြောလို့ရဒီ တင်ငန်းကြီးတော့ဟိုပါဘောလို့ကော့ဂရီဘက်ကနေသွားမယ်ဆိုရင်ဒီတင်ငန်းကြီးတော့မြောက်ရီဘက်ကိုရောက်ဖို့အတွက်လန်နလန်ရှိတယ်လန်နလန်တလန်းကအာရှလန်းဆိုတာအမြန်ဖောက်ထားတယ်အလန်းကကျွန်တော်တို့သွားမယ်ဆိုရင်45မိနစ်လောက်ပဲကြာတယ်ဒီဘက်ကဟိုပါဘောလို့ဟို တောင်းအရင်တော့ကအာရှလန်းမဖောက်ခင်တော့ကအာကျွန်တော်တို့အပေါ်မှာဒေါနာတောင်ဆိုပြီးတော့ကျွန်တော်တို့ရှိရဒေါနာတောင်လန်းဆိုတော့အတက်တည့်ရက်အစင်းတည့်ရက်တက်တည့်ရက်ဆိုရင်တရက်ပဲတက်လို့ရဘာကားကတစည်းသာပဲသွားလို့ရတာ哦အဲ့တော့တက်တည့်ရက်ဆိုတရက်အစင်းရက်ဆိုရင်လည်းအစင်းဒီလိုကားကဟိုမြောက်ရီဘက်ကစင်းတဲ့ရက်ဆိုရင်အစင်းရက်လို့ကျွန်တော်ပြောတယ်အတက်ရက်ဆိုရင် ကွန်ကရစ်ဘက်ကတက်လာတာပေါ့နော်အဲ့လိုမျိုးအတက်ရက်တည်းအစင်းတည်းရက်နဲ့လှုပ်ထားတဲ့လမ်းကြောင်းပေါ့နော်ဒီလမ်းကြောင်းကြောင်းတော့တော်တော်များများတိကြမှာပါအဲ့တော့ဒီလမ်းကြောင်းကြီးကမြောက်ရီနဲ့တင်ကန်းကြီးနာဟိုဟာဖြစ်ဖို့အတွက်ဒီအာရှလမ်းနဲ့ဒေါနာတောင်ဆိုတာအရန်ကိုဟိုဟာဖြစ်တယ်အဲ့တော့ ဒီစစ်တပ်ကဒီတင်ကန်းကြီးနောင်ရောက်ဖို့အတွက်ကိုတွတ်ဒီအောင်စရာစစ်ကြောင်း1200ပါတဲ့စစ်ကြောင်းအန္နာမှာရက်နေတာတော်တော်လေးကိုကြာပြီဒီဒေါနာတောင်နဲ့အာရှလန်းပေါ်မှာလုံးဝကိုမတိုးနိုင်ဘူးအဓိကတော့အမှအာကျွန်တော်တို့အာ viewer 31နဲ့ကျွန်တော်တို့တော်လိုင်းဘက်ကပေါ့နော်အာဘိုဒါဘောတို့အာပါဝင်တဲ့ အဲကျွန်တော်တို့ viewer 31နဲ့32ကနေအဓိကထိမ့်ချုပ်ပြီးတော့ဟိုဖြစ်ထားတာဟိုတနေ့ကတော့မှကျွန်တော်တို့ရဲဘော်တွေကြတာကြီးကျွန်တော်တို့တော်လိုင်းရဲဘော်တွေကြတာကြီးရှီသေးတယ်အခုကတော့သူတို့ရဲ့အဓိကနောက်တန်းခန့်သစ်ကိုကဲရေးစခန်းလို့ပြောတဲ့နေရာကိုဟိုဖြစ်လာပြီဆိုတော့ပြောမယ်ဆိုရင် concrete line ဘွဲဖအဲအနာတဝိုက်ကတက်မခွန်တက်မ6နေမြေတွေကတဖြည်းဖြည်းနဲ့စစ်အရှင်ကိုမသိမ့်မသားနဲ့တူတူလှုပ်လာတာကိုကျွန်တော်တို့တော်တော်လေးကိုတတိထားမိတယ်အဲ့တော့ဒါက အာကျွန်တော်တို့ကင်ပီနယ်ဘက်မှာကျွန်တော်တို့မျောလင့်နေတဲ့စစ်ပွဲတွေအတွက်အာဘောလို့မြို့သိမ်းတိုက်ပွဲတွေအတွက်အစချီတဲ့ဥစ္စာတွေလို့ပြောလို့ရတယ်အဓိကကဗျာကျွန်တော်တို့ကမြို့ကိုသိမ်းပိုက်ထားလဲသူတို့ရဲ့စခန်းတွေကိုအခိုင်အမာခန်းစစ်စခန်းတွေကိုမသိမ်းပိုက်နိုင်ဘူးဆိုရင်ကျွန်တော်တို့ကနေမီတာပိုင်မယ်အချိန်မီသူတို့ကအာစစ်ခွေးတွေကိုမောင်းထုတ်လို့မရဘူးဗောဗျာအဲ့တော့စခန်းတွေတိုက်ရတာတကယ်တမ်းကျတော့ခက်ခဲတယ်အာဘောလို့ခက်ခဲတယ်ဒါကြောင့်မလို့ကျွန်တော်တို့က ဟိုပေါ့နော်ဒီစခန်းတွေကိုလည်းသိန်းအဲ့တော့ပြီးတော့သူတို့ရဲ့ထောက်စစ်ကူပစ်ကူထောက်ဖို့လမ်းကြောင်းတွေကိုလည်းဖြတ်ပြီးတော့ KNU ကတိုက်နေတဲ့ပုံစံမျိုးလို့ကျွန်တော်ကတော့ယူဆတယ်။ဒါကြောင့်မလို့အခုကတော့ဒီပေါ့နော်အာသူတို့ရဲ့ဒီဒီဘက်ကိုတက်ဖို့အတွက်အောင်စရာစစ်ကြောင်းကိုအဓိကကုတ်ကဲနေတဲ့တမမှုလို့ဘာလို့နေမှာပေါ့နော်။တမမှုသူမဟုတ်ဖြူဟာမှုလောက်ကနေပြီးတော့ထိုင်ပြီးတော့ကုတ်ကဲနေတဲ့နေရာကိုတိမ့်ပိုက်လိုက်နိုင်နေဆိုတာဒါအောင်စရာစစ်ကြောင်း အမီးချိုးခံလိုက်ရတာမဟုတ်ခန္ဓာကိုတပိုင်းလုံးဖြတ်ခံလိုက်ရတဲ့ပုံစံမျိုးလို့အာကျွန်တော်တို့ပြောလို့ရတယ်အဲ့တော့ဒါကကျွန်တော်တို့လက်တလောတောင်ပိုင်းမှာတွေ့ရတဲ့တိုက်ပွဲတွေဟာကျွန်တော်တို့မတိမတာနဲ့တဖြည်းဖြည်းနဲ့ဘောနော်ဟိုသူ KNU ရဲ့နေမီပိုင်ဆိုးမှုနေမီထိန်းချုပ်မှုတွေကိုတတ်မဟာအစုံကနေပြီးစပြီးတော့လှုပ်ရှားလာပြီလို့ကျွန်တော်တို့ပြောလို့ရတယ်အရင်ကတတ်မခွန်တတ်မ6ဆိုတာအာတတ်မ6ထဲမှာကကျွန်တော်တို့ တိုက်ပွဲတွေကဘောတော့ရန်ဖန်ရန်ခါပဲတွေ့ရမယ်တက်မခွန်ထဲမှာကလုံးဝကိုမတွေ့ရအောင်ကျွန်တော်တို့နောက်ပြီးတော့တော်လန်ရေးသမားတွေတော်တော်များများအာဒီထွက်ပြေးတင်းဆောင်ကြတာလေတက်မခွန်ထဲမှာတော်တော်များတယ်တက်မခွန်ထဲမှာတော်တော်များတယ်အဲတော့ကတော့တက်မခွန်ကအာလူတွေအများကြီးနဲ့သူတို့တွေလှုပ်ရှားဖို့ခက်ခဲတယ်ပေါ့နော်အဲထဲမှာပဲအခြေပြုပြီးတော့တတရနိုင်ငံဆက်သွားရသူကသွားတယ်အတခြားဆိုင်ပုံစံမျိုးစုံနဲ့အဲ့နေရာကအာလှုပ်ထားတာပေါ့နော်အဲ့တော့ပြောချင်တာကဘာလဲဆိုတော့တက်မခွန်ရဲ့လှုပ်ရှားမှုကတော့ကျွန်တော်တို့တဖြည်းဖြည်းနဲ့ ဟောတော့ဟိုပုံပေါ်လာပြီအာသူတို့ရဲ့အရင်တော့ကတမိုင်းတဲကပြန်ရွေးစခန်းတွေကိုလည်းပြန်ပြီးတော့တင်ပိုက်လာနိုင်တဲ့အခြေအနေတွေဆိုတော့မကြခင်တက်မခွန်ဘက်ကနေသက်စခန်းတွေဒီ KNU ရဲ့လက်ထဲကိုလုံးလုံးလေးလေးကကြောက်သွားမယ်ဆိုရင်တော့စစ်တပ်ရဲ့ဟောတော့အာဒီကရင်ပြည်နယ်နဲ့မွန်ပြည်နယ်မှာထိန်းချုပ်ထားတဲ့မြို့တွေကိုပါ လက်လို့ရနိုင်ခြေကတော်တော်လေးကိုများလာတဲ့အခြေအနေရှိတယ်ဆိုတာကိုကျွန်တော်ကအဓိကထားပြောချင်တာပါဗျာနော်အဲ့တော့ကျွန်တော်တို့ ဟာဆက်ပြီးတော့လောက်ရမှာပေါ့ဗျာနော်အဲ့တော့ KNU နဲ့ဟိုလည်းလောက်ရမှာပေါ့နော်ဒါကအာတိုက်ပွဲဖြစ်ပွားတဲ့နေရာပေါ့နော်တိုက်ပွဲဖြစ်ပွားတဲ့နေရာဒီမှာဆိုတော်တော်ရေတကွန်တော့ဒီမှာကော့ဂရိတ်ဒီကောင်မဝေးဒီကောင်ကဒီတော်တော်ရေတကွန်ဆိုရင် အာတော်တော်လေးကိုပေါ့နော်ဒါဟိုဒီလမ်းကြောင်းတိတ်တော့မဝေးဘူးပေါ့နော်ကွန်ကရစ်နဲ့တိတ်မဝေးဘူးအဲ့တော့ဒီပုံမှာရှိနေတဲ့ဥစ္စာကဒီကွန်ကရစ်ကိုလည်းစိုးမှုထားတာဖြစ်တဲ့အတွက်ဒီကောင်တွေရှင်းနိုင်ခြင်းဟာဒီလမ်းကြောင်းပေါ်ကအာကျွန်တော်တို့ဒီပေါ့နော်ဒီစစ်တပ်ကိုပါပေါ့နော်တော်တော်လေးကိုအင်အားကျော်နေသွားစီမှာတော့တေးသေးချာချာလို့ကျွန်တော်တို့ပြောလို့ရပါတယ်နော်အဲ့တော့ဒါကတိုက်ပွဲရင်းနဲ့ပတ်သက်တဲ့သတင်းတစ်ခုပါအဲ့တော့နောက်သတင်းတစ်ခုကတော့ဟာဟာတလို့ပဲကျွန်တော်တို့ကြည့်ရပါပါလေ ကြောင်စုဟော sorry ကြောင်မျိုးမင်းကြောင်မျိုးမင်းကြောင်မျိုးမင်းဒီဟောဟိုတလုံးတော့ခင်ရီတို့တွေတွေ့ကြတာဗောနော်ဟိုတရက်ဟိုဟိုတလုံးတော့ကျွန်တော်ခင်ရီတို့တွေဒီဒီကောင်းလေးထောင်ထားတဲ့အာဒီကောင်းလေးထောက်ပံ့ပေးထားတဲ့ပါတီတွေဗောနော်ပါတီတသေးတွေရောជីကြီးတွေရောဟလာလောပိုင်းကနေပါတီတွေအကြောင်းပြုပြီးရောနိုင်ငံရေးကိုအကြောင်းပြုပြီးစီးပွားရေးလောက်ကြဖို့ထောင်ထားတဲ့ပါတီတွေငွေပြွန်ငွေမဲတွေလှုပ်ဖို့အတွက်အာဒါတွေရောဗောနော်အဲ့လိုမျိုးပါတီတွေ ਨੇ ဟိုပါတီ32ပါတီတဲ့ဒီကောင်တွေတွေ့ကြတွေ့နေတဲ့အချိန်မှာအဲတော့ဥစ္စာဒီကောင်ပြောလာတာလေးကိုကျွန်တော်နည်းနည်းကြည့်လိုက်အောင်ကျန်ရုံးဆောင်တော့ပါလီမစတုံးစတဲ့နှစ်ပါလီပေါ့နော်ဟုတ်အာတုံးစတဲ့ပါလီပေါ့နော်တုံးစတဲ့ပါလီပေါ့အဲဒီတုံးစတဲ့ပါတီကနေပြီးတော့သူဆွေးနွေးကြတယ်ပေါ့နော်ဆိုတော့သူတို့ရဲ့ပေါင်ရာတုံးစတဲ့ပါလီဆွေးနွေးဆွေးနွေးချက်ချက်မှာပါလာတဲ့အချက်ကလေးတွေပေါ့နော်စိတ်ဝင်စားဖို့ကောင်းတယ်အဲကျွန်တော်လည်းပြုတ်စီစီပဲကြည့်ပြပါတယ်နော်ပြီးတော့အဲ့ဒီ video ဗိုက်မတ်တာနေကြည့်ပြီးတော့လို့ ေပါရီအောင်တုံးတဲ့နှစ်ခုရဲ့ခေါင်းဆောင်ဥခင်ကြီးပေါ့ကျွန်တော်မှပါရီပါလေအမှန်ဟုတ်တယ်လေဥခင်ကြီးလားဆိုခင်ကြီးပဲဘာဖြစ်လို့သူတို့နဲ့ဆက်ဆက်တဲ့သူတွေပဲဥပမာထောင်ထားတာပြောမယ်ဆိုပြရောင်ပြအပေါ်ကွာဆိုတာအဲ့လိုမျိုးထောင်ထားတာပေါ့ဥခင်ရောက်ပါလားအောက်ဝင်သွားရလားဆူရည်ရဲ့ငိုရဲအဲ့လိုပါပဲ။ဒီညထားလို့ဆက်တော့ဒီယူယူယူလိုက်လို့ဆက်ရတယ်။တဆင်းနဲ့။ဒီကပြည်သူ့ဘက်မရက်တည်တဲ့ပါတီတွေပေါ့နော်။အာနာရှင်လက်အောက်မှာကြိုက်တဲ့ပါတီတွေ။အာနာရှင်လက်အောက်မှာ ျော်တဲ့ပါတီတွေပါနော်ပါတီဥက္ကဋ္ဌဥက္ကဋ္ဌပါတီဥက္ကဋ္ဌပါတီကဥက္ကဋ္ဌလို့လေဥက္ကဋ္ဌပါတီရဲ့ဥက္ကဋ္ဌမသိဘူးဗျာဆိုတော့ဘုံကြီးညာတယ်ဆိုတော့ဘုံကြီးညာတယ်ဟောမဲတော့မသိပါတီကောင်းတဲ့နှစ်ခုရဲ့ခေါင်းကောင်းညာတယ်သူတို့ကဘုံတော့ဥက္ကဋ္ဌလေးနဲ့ထိုင်ကြည့်ကြရဆိုကြရကျော်ဆက်သားနဲ့ဟောအဲ့ဒါပါတီရဲ့ဘူးမခိုင်တာကိုတွတ်တွေ့ရတယ်ဒါဆိုကျွန်တော်ပါတီနဲ့ပတ်သက်ဝင်မအောင်မဲတာနဲ့ခုခုကျွန်တော်စောလေးလိုခဏနေရဆိုအဲ့ဒါလုံးမဝင်မအောင်မဖြစ်လဲလုံးမကျွန်တော်ဒါမှအဲ့ပါတီကိုထည့်ထူးမှာအဲ့တော့အဲ့မှာပြီးတော့ပါတီရဲ့ပတ်သက်လို့ရှိရင်သူတို့ပြောတဲ့စကားလေးတစ်ခုပါလာတယ် နိုင်ငံပါတီတွေအားလည်း6တိ6တော့6တိ6ချက်လက်လက်ငယ်ဖွဲ့နေတော့ဟောတာဒီကမှနေပါသလိုဖြစ်နေတယ်တဲ့ဒီချက်ကိုနိုင်ငံပါတီကနိုင်ငံတော်နဲ့လူစုပေါင်းတို့ဖြေရှားဆောင်ဖို့လိုတယ်တဲ့နော်အဲ့ဒါကိုထည့်ထုတ်တယ်ရှင်းရှင်းလေးနဲ့ကြာနိုင်ငံပါတီကလက်ရှိလက်ငယ်ဖွဲ့စည်းတော့ဟောတာဒီကမှမရှိဘဲရှိလို့လည်းကြောက်တာဟုတ်တယ် ဒီကောင်ကတော့ကြောက်တယ်လို့ပြောတာပေါ့နော်အဓိကကြောက်တာမဟုတ်ပြည်သူလူထုထောက်ခံမှုမရဘူးသူတို့ကဩဇာတိတ်ကမှဘယ်ရှိမလဲပြည်သူလူထုကတချို့ပါတီတွေလို့ပြည်ခိုင်မျိုးနဲ့ဆက်ဆက်ပြီးထောင်လာတဲ့ပါတီတွေဗျာနောက်ပြီးတော့အာဏာရှင်ဘက်ရိမ်းတဲ့ပါတီကိုပြည်သူလူထုထောက်ခံမှုမရဩဇာတိတ်ကမှဆိုတာမရဘူးဒါကလုံးဝဟိုဖြစ်တယ်အဲ့တော့ကြောက်နေရတာပေါ့ပြည်သူကိုကြောက်နေရတဲ့ပါတီရဲဝုံဘာမှမလုပ်ရဲရဲဝုံဘာမှမပြောရဲမဆိုရဲနောက်ပြီးတော့အဓိကတော့အမှန်တရားဘက်မရက်တည်ရဲတဲ့အကျိုးကျေးဇူးကကြောက်သွားမှာပဲတကယ်လို့ပါအဲ့ အခုလက်နက်ကင်ပေါ်ကြီးကိုတတ်တာပါတခံရဲတတ်ရေဒီကောင်တဲပို့နေပြီဟာ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 ဥကေရောမအသေးခံနိုင်တယ်တင်နာမရငါတို့တတ်တတ်ငါတို့တတ်ဆန်ပြလို့ငါတို့တတ်အသေးခံပြောတတ်ဆိုပြီးရေပေါ့ပြီလေခေါ်ရပြီးရတတ်တော့အသေးခံလိုက်နောက်တော့ဒုတိယအကောင်တက်လာတတ်ပြီးတော့ပြီးရတတ်တော့သေမစေပေါ့ပြီလေပြီးရတတ်အသေးခံလိုက်ပေါ့ဖြစ်လို့တိုင်းပြည်တကယ်ချင်းသေခံရရမယ်တကယ်ချင်း ာဆိုတော့သိပြီသိဘာလဲဆိုတော့လက်နက်ကင်ကိုရီးယားပြီးလက်နက်ကင်လက်ကောင်ကြီးအဲ့ပြည်ပြည်ကြီးဩလာကြီးပြီးတော့နိုင်ငံပါတီဟောင်းတော်ကြီးအောင်တော့ပါလေလက်ကိုပါလေဝလုံးကောင်းလေးမှလာတာတော့တမန်ကစုကချိန်ဆွေးနေဆွေးနေဆွေးနေပြီးတော့အသေးလေးမခံရင်ကြောက်တာတုံညာကြောက်တယ်တကယ်ကြောက်တယ်ငါကြောက်နေရင်တကယ်ကြောက်တယ်ပြည်ကြီးကိုရှုပ်ချတော့ပြည်ကြီးကိုလုံးဝငါတို့မလို့ ။အဲ့တော့ငါတို့ဒါကတော့လုံးဝတော့မလုပ်ပါရောမလုပ်လာရဲ။ဘာမျိုးမလုပ်တတ်တဲ့ငါခံရရောငါတို့နိုင်ငံရေးလုပ်မှာ။အသေးခံရရေးလုပ်မှာပေါ့ဆိုကောင်တွေဘာမှမပြောရဘူး။ဟောင်းပြီ။ကျွန်တော်တို့အဓိကစစ်တပ်ဘက်ရင်းတဲ့နိုင်ငံရေးပါတီတွေကနိုင်ငံရေးတမားဆိုတဲ့ကောင်တွေကနိုင်ငံကောင်တွေကနိုင်ငံရေးတမားမဟုတ်ဘူး။ဒီကောင်တွေကနိုင်ငံရေးကိုအကြောင်းပြုပြီးတော့ဟိုစီးပွားရေးနဲ့အခွင့်အရေးကိုရှာကြတဲ့သူတွေဆိုတော့ပြောရမယ်ဆိုတော့ ဟိုအတိခံရတဲ့စိတ်လည်းမရှိဘူးအာဟိုခက်ကောင်းရင်ဒီကောင်းလေးတော့လုံပိုင်ခွင့်လေးရရင်ထွက်လုလိုက်မယ်အာဒီကောင်းလေးလုံပိုင်မရရင်တော့ငင်းငင်းလေးကုတ်ကုတ်လေးနေမယ်အာဆရာနာရှင်အလိုကြတိုင်းသွားမယ်ဒီလိုပုံစံတွေပဲလीနော်အဲ့လိုလုပ်အဲ့လိုလုပ်ဒီအဲ့လိုလုပ်ညာတော့ဟိုအော်ဒါကမှမကြည့်တော့လည်းခဏကြည့်တယ်ဆိုတော့သူတို့ကအဲ့တော့ဒီမှာကလာခဲ့လို့ရပါတယ်နော်စစ်တက်လဲကြောက်အာနာအာနာရှင်လဲကြောက်ပေါ့နော်အာနာရှင်လဲကြောက်ဒီဘက်ကအဲဒေါ်လိုင်းဘက်လဲကြောက်အချင်းလေးထွက်နေတယ်ထွက်လာတယ်နော် အဲ့တော့သူတို့ထုတ်ပြန်ချက်တွေကတော့ကျွန်တော်ဖတ်ကြည့်ရောဖတ်ကြည့်ရောတစ်ချက်ချင်းပြန်ဝေဖန်မယ်ဆိုရင်တော့တစ်ချက်ကိုဝေဖန်ရင်အနည်းဆုံး15မိနစ်လောက်ကြာမယ်။အဲ့တော့ကျွန်တော်တို့ကတစ်ချက်ချင်းပြန်ဝေဖန်မယ်။ဘလို့လဲအဲ့ဒီတစ်ချက်လေးပဲကျွန်တော်အရင်ပြောမယ်ပေါ့နော်။အဲ့ချက်ကလေးပဲ။အဲ့တော့ခဏတော့ဘောကဒီကမှာပဲရှိမယ်လေဗျာ။ခဏတော့ကြောက်တာဟုတ်လို့ PDF တက်မှာကြောက်တာဟုတ်လို့ချက်ချင်းလေးပြောရတော့ဘောရလန်းစင်ကပါတယ်တိလား။ရင်းရင်းလေးပါ။ခဏဘောရလန်းစင်လိုက်ရဖို့လို့။ဘောရလန်းစင်ဘောရလန်းစင်ပါတယ်တိလား။သူ့ကိုတော့ကပေးတဲ့လူတွေပေးစံအဖေးခံရတဲ့ပုဂ္ဂိုလ်။အဲ့တော့မြစ်တာနဲ့တောက်ဘောကတောက်တလဲစပြောပြီ။ ဗုဒ္ဓနဲ့နှိုင်းကြအောင်အကြောင်းကိုမရှိတာဗုဒ္ဓလမ်းစဉ်မှန်တာလုံးရင်တော့မေတ္တာတရားနဲ့ရင်ဆိုင်ရဲတာပေါ့မြတ်စွာဘုရားကမကြောက်ဘူးရင်ဆိုင်ရဲတယ်မေတ္တာနဲ့ရင်ဆိုင်ရဲတယ်ဆိုတော့ तू ကမားမှာမမားတာမြတ်စွာဘုရားမဟုတ်ဘူးလားမြတ်စွာဘုရားဖះလေမားတရားအကြောင်းကိုမရှိဘူးအဲဖះမားတရားအကြောင်းကိုမရှိဘူးကြုံမြင်တယ်ကြိုသိတယ်ဒါကြောင့်မလို့ तू မှာအမားဟိုဟာမားတရားအကြောင်းဒါပေမဲ့မားတဲ့သူတွေကြတော့ဘလို့လို့ရင်ဆိုင်ရဲမှာလေဘလို့လို့ရင်ဆိုင်ရဲမှာလေပြည်သူကြားထဲတော့သွားရဲလို့လားချောင်ပြူချောက်ပြုတ်ပြီးခိုးတာမြတ်တရားနဲ့နိုင် တက်ဖို့လာတယ်ဒုက္ခတို့လာတယ်နော်ရှင်းတယ်သူမလျှောက်ဘူးတဲ့ပဲရင်ဆိုင်သွားတယ်မလျှောက်ဘူးအဲ့တော့ဘာဖြစ်လဲမေတ္တာလည်းသာဥဆောင်သွားတာခဏလို့ပါတီကိုတော့မေတ္တာလည်းမရှိဘူးအဲ့ဒါတော့မဲ့တူရဲမရှိဘာမှမရှိဘူးတိမ်မှကြောက်နေရတယ်အုံနောက်လည်းမရှိဘူးစီးပွားရခဏပါတီစုပြစီးပွားရလို့ကိုကြိုးစားနေတာကျွန်တော်ချက်ချားတွေ့တာတွေ့တာဒါဒီကောင်းနေပါသက်ကပြောရလဲဟာလားခဏပါတီကောင်းလဲဆိုတော့ရှက်ဖို့လည်းကောင်းတယ်ကိုကလည်းရှက်ကြတော့ဘယ်ပါတီလဲကျွန်တော်သိတယ်နော်မပြောသေးဘူးပါတီကောင်းနေစီးပွားရလို့ဆိုတာနေတယ်ဘုံတွေတူလာနေချိန်နေဘူးလေအဲ့တော့ဟိုကလူကြီးကဘုသူကြီးမဲကောင်နေကကျွန်တော်ဆိုရင် ဆိုတော့ဝေါ်လီကကျွန်တော်မြင်မှာပေါ့သူသူနေရာကိုသူမိမောင်နေရာကျွန်တော်ကဆိုအဲ့လိုပဲမြင်တာပဲလို့ပေါ့ငါကိုယ်နေငါပဲပေါ့အားရပဲကိုယ်နေပါတီချောင်းပြီးတော့နိုင်ငံရေးလုပ်ငန်းစာလောက်စစ်ဝေးလို့ဆိုတာဒါပေမဲ့မင်းအောင်လာရတဲ့အဲ့လိုမျိုးလိုချင်တာလေနော်အဲ့လိုမျိုးနိုင်ငံရေးသမားတွေလိုချင်အဲ့ဒါမှ तू ကအခွင့်အရေးတွေပေးပြီးတော့ဟိုဘာဖြစ်လို့နိုင်ငံရေးသမားကအခွင့်အရေးနဲ့ကိုကျိုးစည်းဘောက်မှတ်သွားပြီးတော့သွားပြီအဲ့ပြည်သူဘက်မှာမရှိတော့ငါပဲအဲ့လိုကျွန်တော်မြင်မှာကျွန်တော်သက်ဆိုရင်သူ့နေရာကျွန်တော်အဲ့လိုပဲမြင်မှာ ဘိုးဘိုးမြောင်လည်းလို့မမြင်ဘူးထင်တယ်မြင်မြင်နေမှာတကယ်ဟုတ်လားအထင်ကြီးဖို့လေးစားဖို့ဆိုတာကအထင်ကြီးလေးစားလို့လည်းလုပ်ရမှာထင်ကြီးလေးစားမှာပေါ့အခုကဘာဖြစ်လို့စီးပွားရေးလုံစားမယ်ပတ်စံရှာစားမယ်ခုံလုံးစီးပွားရေးလည်းလုပ်ဖို့ပြည်ပြောင်းလို့များခဲ့ပါတီထောင်ပြီးစီးပွားရေးလုံစားဖို့လုံစားနေတဲ့လူတွေပေါ်နေတယ်နော်ဒါပဲလေအဲအကြောင်းလို့ဒီကောင်တွေကအဲ့လိုလောက်တာလေကြောင်မျိုးမင်းရဲ့မင်းရလဲဟမ်မင်းမသိဘူးလား ကောင်နေအဲ့ဒါကိုလိုချင်လို့ပဲအဲ့လိုမျိုးလုပ်နေကြတာလေအဲ့တော့ဒါကတော့ဒီကောင်နေရဲ့နိုင်ငံရေးပါတီနဲ့တွေ့တဲ့ချိန်မှာဒီကောင်နေဘက်က lobby ရနေပြီးတော့ဟိုဝေဖန်လာတဲ့ဥစ္စာဖြစ်ပါတယ်အဲ့တော့ကျွန်တော်တို့ဟိုတလောကတော့ဒီပထမတော့ဗျာကျွန်တော်ဒီနေ့ video မှာအဲတခြားဥစ္စာအကြောင်းအရာတခုထည့်ဖို့ရှိသေးတယ်ဒါပေမဲ့ video ကကျွန်တော်အခုနောက်ပိုင်းအကြောင်းအရာနှစ်ခုသုံးခုသုံးခုလောက်ဆိုကျွန်တော်မပြောချင်တော့ဘူးပြောရတာအချိန်ကအရန်ကြာတယ်ဗောနော်အရန်ကြာရင်ကြည်ရတဲ့သူတွေလည်း ဟိုဟာဖြစ်တယ်အဲ့ဒါကြောင့်မို့ကျွန်တော်အခုနောက်ပဲဗီဒီယိုလေးတတ်နိုင်တယ်မင်းနဲ့20ထန်ကုန်ပဲကျွန်တော် ပြောနေတာပေါ့နော်အခုအခုတော့မှ3မိနစ်လောက်ပဲကျွန်တော်ပြောဒါပြီးပြောရင်လည်းပဲအချိန်အချိန်တက်ပေးနေရပြီပေါ့ဒါပါတော့အဲ့တော့ဟိုပြောချင်တာကဘာလဲဆိုတော့ဒီကောင်းလေးနိုင်ငံရေးပါတီတွေအနေနဲ့ဟုတ်ပါတော့ဟုတ်အာနာရှင်နဲ့32ပါတီဆိုတာတကယ်တမ်းကျတော့အာနာရှင်အလိုကျလုပ်တဲ့သူတွေပဲစုပေါင်းထားတဲ့ပါတီလို့ကျွန်တော်တို့ပြောလို့ရတယ်။နောက်ပြီးတော့အဲ့ထဲမှာမပါတာဘယ်ပါတီနာမည်စင်းတော့ကျွန်တော်ပြန်လည်ပြောရင်ကျွန်တော် ဟိုပါဘောနော်အကုန်လုံးဟိုလေဟိုဘောနော်ဟိုအထင်းလည်းမကြည့်ဘူးဘောနော်အဲပါတီနံပါတ်စင်းမှာပါတဲ့ပါတီတွေလည်းပြည်သူတွေကတချို့လူတွေတိကျမှတော့တိမှာဘောနော်ဘာဖြစ်လို့လဲဆိုတော့သူကအာဏာရှင်အလိုကျလုပ်ဖို့အတွက်ထောင်ထားတဲ့ပါတီဖြစ်နေတာဟိုနောက်ဆုံးဒီဟိုအာဏာမသိမ်းခင်ကမရောက်နိုင်တဲ့တွေ့တဲ့ဟိုပါတီတွေဆိုလဲထုံးနီးလောက်အောင်အဲအထက်မှာဆိုကျွန်တော်တချို့ပါတီတိရောမသိဘူးတကယ်တမ်းပါတီကြီးတွေပြည်သူ့ဘက်ရက်တည်တဲ့ပါတီတွေကဆုံးဆုံးဆုံးဖြတ်ချက်ကိုပြပြတတ်တာပြောရဲတယ်ဆိုရဲတယ်အာဏာရှင်လိုကြ အာနာအာနာရှင်အောက်မှာနိုင်ငံကြီးမလုပ်ဘူးအာနာရှင်ကိုတော်လှန်မှုပဲနိုင်ငံကြီးလုပ်တယ်ဒါကပြောရမလို့ကျွန်တော်နိုင်ငံရဲ့လက်ရှိနိုင်ငံကြီးအခြေအနေကဒါပဲဘာပဲမင်းအာနာရှင်အောက်မှာနေပြီးတော့နိုင်ငံကြီးလုပ်နေတယ်မင်းဘယ်ပြည်သူကမှမချစ်ဘူးဘယ်ပြည်သူမှလည်းမင်းအထင်လည်းမကြည့်ဘူးလေးလည်းမလေးသားဘူးတေချာတကူကတော့ပြည်သူနဲ့အတူရက်ပြီးတော့အမှန်တရားဘက်ကနေရက်ပြီးတော့ပြည်သူဘက်ကမမမရက်ပြီးပြောရမှာပြောရဲမှလာနိုင်ငံကြီးသမားလို့မင်းပြောမှာ မဲအားမှာပြည်သူကလည်းချစ်တယ်ပြည်သူကအတိမတ်ပြုလေးစားတယ်ဩဇာတိတ်ကမှကြီးတယ်နိုင်ငံရေးသမားနိုင်ငံရေးပါတီတွေဖြစ်ကြဟိုဒီကောင်တွေပြောတာကြောက်လို့လို့ဘာလို့ဆိုရတဲ့အဲ့လူတွေကမှားနေတဲ့အတွက်ကြောင့်မလို့ကြောက်နေရဒါပဲအော်အမှားဘက်မှာနေပြီးတော့နိုင်ငံရေးလှုပ်တဲ့ကောင်တွေကပြည်သူလူထုတော်တယ်ကိုဘယ်တော့မှမတိုးမှာမဟုတ်ဘူးလို့ကျွန်တော်ကတော့ပြောရင်းနဲ့ပဲကျွန်တော်ရဲ့ဒီနေ့ကျွန်တော်တို့ကျွန်တော်မြန်ကန်တာကိုအာဗီဒီယိုလေးကိုဒီလောက်နဲ့ပဲကျွန်တော်ရန်သားနေပါတယ်ညတော်လန်ပြည်သူများအားလုံးစိတ်လက်ကြည်သာသွားနဲ့တနေ့တောင်ဖြတ်သန်းနိုင်ကြပါစေခင်ဗျအားလုံးကိုကျေးဇူးတင်ပါတယ် Thank <laughs> you.